မင်္ဂလာဝဲကျင်းပပြီးတော့လာပိုင်းတွေမှာပထမဆုံးရင်သွင်းလေးကိုကိုဝင်လေထားရပြီးမကြမီကလေးမွေတော်မင်းမြမချမ်းသာဆုံးဖူဘလော့ဂါနာမူလီမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ပေလီကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအပိုင်းလူမှုကွန်ရက်ပေါ်မှာတော့ကြည့်ရှုသူတိုင်းရဲ့ရှင်ကိုအေးချမ်းစေတဲ့သတင်းကောင်းလေးတစ်ခုအားပြန်နေနေပါတယ်အဲ့ဒါကတော့မြမနိုင်ငံရင်အောင်မြင်ဆုံးနဲ့ချမ်းသာဆုံးဖူဘလော့ဂါလို့တောင်မှတင်စားခင်ရတဲ့နာမူလီတယောက် မင်္ဂလာဆောင်ပြီးနောက်ပိုင်းလေးပဲရှိသေးတဲ့အချိန်မှာပထမဆုံးရင်သွေးလေးကိုလွှဲထားရပြီဖြစ်ကြောင်းနဲ့မကြမီကလေးမွေးတော်မှာဖြစ်ကြောင်းကိုပရိသတ်တွေကိုသိပေးလာခဲ့တဲ့ကြောင်းပဲဖြစ်ပါရဲ့ရှင်။ဟုတ်ပါရင်နားမလို့ကိုမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံး food blogger လို့ပြောရတာကအကြောင်းရင်းခံလို့ဆိုရှိပါရည်။အခုကမှ Facebook, YouTube, TikTok လိုမျိုးလူမှုကွန်ရက်တွေကနေ content creator တွေအများပြားထွက်ပေါ်လာတဲ့အချိန်မှာ food blogger နားမလို့ရဲ့တင်ဆက်ပုံကတော့အခြားသူတွေနဲ့မတူဘဲနဲ့တမှုထူးခြားနေတာကို အားလုံးတည်ထားမိကြမှာပါ။သူကစပွန်ဆာပေးတဲ့ဆိုင်တွေကိုအရန်ကောင်းတယ်လို့ပြောတာမျိုးမဟုတ်ပဲစီးလေတဘာဝငွေသက်တွေနဲ့ပြည့်နေနေတဲ့တင်ဆက်မှုတွေကိုသာအဓိကထားသူပါ။ရင်းနှီးရွက်တွေကိုကိုရိုင်းခုအသားငါးတွေကိုလက်လက်ဆက်ဆက်ကိုရိုင်းချက်ပြောပြီးမိသားစုစုစုံညီညီနဲ့ကောမကသနာကင်ကင်ပျော်ရွှင်စားတောက်ပြရင်သူ့ရဲ့ဗီဒီယိုတွေဟာအင်းနဲ့ဝင်းနေသူတွေပြပရောင်မြန်မာတွေအတွက်တကယ်ကိုမှအင်းကိုလဲဆော်တန်တာစေပြီးတော့တည်ရရိုးစရာဖြစ်ကြရပါရည်။ဒီလိုယူတာမုန်နေတဘာဝကြမှုကြောင့်မေသူ့ကိုပြိတ္တတရား အခိုင်အမာချစ်ခင်အားပေးခဲ့ကြတာပါဒီလိုအောင်မြင်မှုတွေနဲ့အတူပြီးခဲ့တဲ့လပိုင်းကပဲသူဟာပရိသတ်ကိုအတိမပေးပဲရုပ်တရက်မင်္ဂလာဆောင်သွားခဲ့တဲ့တွင် အားလုံးကိုအင်အားသင့်စေခဲ့ပါသည်သူလက်ထက်ခဲ့တဲ့သူကတော့သူ့ရဲ့ငယ်ချေဦးဖြစ်ပြီးပညာတတ်ဆရာဝန်တယောက်ဖြစ်တယ်လို့သိရပါသည်နိုင်ငံကျော်ဖူဘလော့ဂါတယောက်နဲ့ဆရာဝန်တယောက်ရဲ့မင်္ဂလာပွဲဖြစ်ပေမဲ့လည်းဘာမှအထွေထွေအထူးထူးခန်းနာအောင်မလုပ်ပဲရိုးရှင်းစွာနဲ့ပဲကျင်းပခဲ့တာကြောင့်ပရိသတ်တရားသူတို့ဆောင်ရွက်ရဲ့ယူသားမှုကိုပို့ပြီးတော့ချစ်ခင်ခဲ့ကြပါသည် အခုတကမှာလေသူရဲ့ရိုးရှင်းတဲ့ပုံစံလေးတိုင်းပါပဲမိခင်လောင်းတရားဖြစ်လာပြီးဖြစ်တဲ့အကြောင်းကိုခန္ဓာရီဓပုံတွေစာရှည်ကြီးတွေနဲ့ကြညာလာမျိုးမဟုတ်ပဲဓပုံလေးဓပုံနဲ့တူရိုးရှင်းစွာပဲတည်ပြလာခဲ့တာဖြစ်ပါတယ်ဒီလိုကုန်ပကသနာကင်းပြီးတော့ဖွင့်နှဲမှုမရှိတဲ့သူရဲ့တင်ပြပုံလေးကပဲပရိသတ်တွေရဲ့ချစ်တွေကိုပို့စီခဲ့ပြန်ပါတယ်ဒီတရင်ထော်ပေါ်လာပြီးနောက်မှာတော့လူမှုကွန်ရက်သုံးဆွဲသူတွေသူရဲ့ပရိသတ်တွေကဝိုင်းတာကြီးနှမဆုံးပြနေကြပြီသူတို့ရဲ့ချစ်တော်နားမှုလေးတွေကွန်ပျူတာစကားတွေဆူတောင်းစကားတွေဇက်တိုက်ဆိုသလိုရေးသားနေကြတာကိုတွေ့ရပါတယ် အထူးသဖြင့်ရှင်သွေးလေးကိုကျန်းမာပျော်ရွှင်စွာနဲ့ဝေးပွားနိုင်ဖို့အတွက်ဆုတောင်းမေတ္တာတွေပို့သနိုင်ကြပါသည်နာမလေးလိုအေဂျင့်နဲ့မိကလေးတို့ကမကြခင်မှာပြောစရာအင်အောင်ရှင်မဘွားနဲ့မကြခင်မှာမိခင်လောင်ဘွားကိုပါပိုင်ဆိုင်တော့မှာဖြစ်တဲ့အတွက်တကယ့်ကိုကြည်နူးစရာကောင်းလာပါပြီ။ကဲဘီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တို့အရောဖူဘလော့ဂါနာမလေးနဲ့သူ့ရဲ့ဆရာဝန်ခင်မုန်းတို့အတွက်ဝမ်းသာစကားလေးတွေကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုနေကြတဲ့ပရိသတ်တွေတရားချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေရှင်။ ကျမတို့ရဲ့ပေလေးကိုလည်း like and follow လေးလုပ်ခဲ့ပေးဖို့မမေ့ပါနဲ့ဦးနော်။အားပြီးနားဆင်ခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပါစေရှင်။